အောင်တယ်ဟဲ့အောင်တယ်ဗျာမေဒီလောင်ဝေးအမလေးနော်ခေါ်လိုက်ရတာဖင်လေကောင်းအောင်ထွက်တော်မယ်အင်းရှိကုပြစ်ပေါ်မှာအငိမ့်စားထိုင်နေတဲ့ကျုပ်ရောက်ခွန်မကြီးကအတန်ပြိင်းနဲ့အော်ခေါ်နေတာမလို့ ထင်းများကိုပစိမ့်နဲ့ခွဲနေရင်ကနေအတန်ပေးလိုက်ပြီးတော့ကမန်းကရန်ပြေးသွားလိုက်မိပါတယ်မိဘာပြောစရာရှိလို့လဲဗျပြောစရာရှိလို့မဟုတ်ဘူးဟေးခိုင်းစရာရှိလို့ခိုင်းစရာရှိလို့ခဏနေလို့ရှိရင်ငါဥပုပ်ကြောင်းသွားမလို့ထင်းခွဲပြီးသွားလို့ရှိရင်စံလေးပါလေးတော့ဝယ်လိုက်အောင်အိမ်မှာစံကုန်နေပြီကြာလားပြောပြောဆိုဆို तू မရင်မကြားတဲ့ကပတ်စံ9000နဲ့အနွမ်းလေးတစ်ယောက်ကိုထုတ်ပေးလိုက်ပါတယ်ဟုတ်ကဲ့မေတားအခုပဲတော့ဝယ်လိုက်မယ်လေနော်ဩပြောဖို့မိနေရမင်းမိမမိကြပြီအကျွေးတောင်းပြန်လာလို့ရှိရင်လည်းပြောလိုက်အောင်ငါသိရင်ခဏဝယ်မှာမလို့နည်းနည်းနောက်ကြမယ်လို့တင်မဗျာအေးအေးဟုတ်ဟုတ်ပါဦးမေ ဟိုရောင်ရောင်သွားလို့ငါထလှုပ်လန့်သေတော့မယ်ဒင်းတော့နှုတ်ကနေရောင်ထွက်သွားတော့ရောက်ခမဖြစ်သူကလည်းစိတ်ဆိုးမှန်ဆိုးနဲ့ပြောလာခဲ့ပါတယ်။ဟောဒုက္ခဒုက္ခမိမယူမိတဲ့ဒုက္ခရောက်ခမဖြစ်သူဒေါ်စောကြီးမကြားမိအောင်တီးတိုးလေးညီးနေမိလိုက်ပါတယ်။ကျုံမိမကြာပြူကငွေရိုးချစ်တဲ့လုပ်ကိုလုပ်ကင်ပြီးတော့ကျုပ်ကရုံးဝင်တဲ့တယောက်ဖြစ်တာမို့အလုံအားရဲ့အခါမျိုးဆိုအခုလိုတောက်တုံမရအလုပ်တွေနဲ့အချိန်ကုန်ရပါတယ်။အခုလည်းစံဝယ်ပေးပြီးတော့ပြန်ရောက်ခမမရှိတော့အခိုက်တန်းမို့ရက်ွက်တဲ့ကတငယ်ချင်းတွေစုပြီးတော့လက်ဖေးဆိုင်ထိုင်ပါတယ်။ရောက်ခမအကြောင်းနဲ့တဖွားဖွားပြောပြကြပါတယ်။မင်းရောက်ခမတော်တော် ော်ဆိုးတာပဲအောင်နေရငါရောက်ခမဆိုငါအပီပေါင်းထတာကွာဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်ပဲအာမေငါများလာရှူးမနေစမ်းမနဲ့ဘတ်ဘူးရဟိုတရက်ကမင်းလာစာမန်းလို့ဆိုပြီးတော့မင်းရောက်ခမဒေါ်ကြီးစင်ကဓာတ်နဲ့လိုက်ခုတ်တာဆိုတန်ချောင်းပြောလိုက်တော့ဘတ်ဘူးမျက်နှာကွက်ခနဲ့ပြတ်သွားပါတယ်ဒါဟိုဒါတော့ဒီလိုရှိတယ်ကွာအဲ့ဒီညတော့ငါလည်းတော်တော်လေးမိုက်ခဲ့တာကွာ KTV ကကောင်မလေးကိုမူးမူးနဲ့စပွန်စာပေးလိုက်တာဟိုရှိတဲ့လစာတွေအကုန်ပြောင်းသွားရောကွာအဲ့ဒါကြောင့်မို့လိုက်ခုတ်တာပေါ့ကွာဖြစ်ရလေဘဘူးရ လပိတ်ဆိုင်မှာကျွတ်တို့ရေမောတန်နေရခဏတာစူညံသွားခဲ့ပါတယ်ပြန်လာပါပြီတော့မောင်မင်းကြီးသားအပေါ့ဝမှာစီးကြိုနေတဲ့ဒေါ်စောဤတယောက်ခါးကြီးထောက်ပြီးတော့ပြောလိုက်ပါတယ်ကျွတ်ကလည်းဘာမပြောညာမပြောနဲ့ရေဦးစင်သားရှောက်လာခဲ့ပြီးတော့ရေတစ်ခွက်ကိုရုတ်တီတီနဲ့ခတ်တောက်လိုက်ပါတယ်ဘဲဟိုအလေးလိုက်ပြီးတော့မောလာမှမသိရေတောက်နေဟလာအိမ်မှာလှုပ်ရှားရှိရမလို့ကျုပ်လည်းရေတောက်နေနေမတက်တောင်ဖြစ်သွားခဲ့ပါတယ်စီလိုပေါ့ရှာပြီးတော့ပြောတတ်တဲ့အချင်းမို့ကျုပ်တို့ကတော့ယူးနေခဲ့ပါပြီ။အော်အမေရဲ့သူခမရအလုတ်ပိတ်တုံးလေးလပိတ်ဆိုင်သွားထိုင်တာနေမှာပေါ့။မိမဖြစ်သူကြာပြူကတော့စကားကိုဖာထေးပေးနေပါတယ်။ ေးညီလင်ယောက်ျားကိုကြက်ကြက်အလိုလိုက်ငါမရှိမှသိမယ်ညီညီပြောပြောဆိုဆိုနဲ့ဒေါ်စောရအိမ်မော်တက်သွားခဲ့ပါတယ်အခုရဲ့အမေကိုစိတ်မဆိုးပါနဲ့နော်အမေကအဖေကိုတိတ်ချစ်ခဲ့ရလေအဖေကနောက်ရင်အောင်ပြုတ်သွားတော့အမေကအဲ့ဒီချိန်အောင်စပြီးတော့ယောက်ျားတွေကိုစိတ်နာရင်းနဲ့အခုလိုမျိုးအခြေအနေရောက်လာတာပါကိုသိပါတယ်ကွာစိတ်ထဲလည်းမထားပါဘူးဟောဒီကမိန်းမကိုချစ်တယ်လို့မျိုးရောက်ခမကြီးကိုလည်းအချစ်မပေါ့ပါဘူးကွာဟွန်း အခုစကားကြီးရတယ်ဘလို့ကြီးလဲမတင်မကြဖြစ်တဲ့ဇနီးတွေကိုပြန်ပြောလိုက်ပါ။ဟောအခုဆူလိုတာကအခုလိုမျိုးအမေမရှိအဖေမရှိတကောင်ကြွတ်တမမလို့မင်းမေကိုလည်းကို့မေလိုမျိုးသဘောထားပြီးတော့ချစ်ပေးမယ်လို့ပြောတာပါကွာ။ကျုပ်ကအဲ့လိုပြောလိုက်ရင်လည်းနှစ်ဖူးလေးကိုနန်းရှိုက်လိုက်ပါတယ်။ကြားပြူကြားပြူနေမေနေမေချေချော်ပြီးတော့လေကားပေါ်မှာပြုတ်ကြလို့တဲ့အိမ်မြန်မြန်ပြန်လာအောင်ဟဲ့ရှင်းကြားလိုက်ရတဲ့စကားကြောင့်ကြားပြူရင်ထဲမှာတုံလုံးသွားခဲ့ပါတယ်။အမေကိုလည်းတအားစိတ်ပူစွာနဲ့ဂမန်ဂရန်ကိုပြေးလာလိုက်ပါတယ်။ထောက်တာ အမေရဲ့အခြေအနေဘယ်လိုရှိလဲရှင်လဲလျောင်းနေတဲ့အမေကိုကြည့်ပြီးတော့မေးလိုက်မိပါတယ်အခုတော့လူနာကစိုးရင်စရာတော့မရှိတော့ပါဘူးသမီးရဲ့ခေါင်းတော့၅ချက်ချုပ်လိုက်ရတယ်ခေါင်းထိထားတာဆိုတော့အန်နာတွေဘာတွေဖြစ်လာခဲ့လို့ရှင်ဆရာစီအကြောင်းကြားဟုတ်ပြီလားအခုတော့အနာကျက်ဈေးလေးပေးလိုက်မယ်ဟုတ်ဟုတ်ကဲ့ပါဆရာ ကြီးရွာဆရာဝန်ကြီးဥဖို့တိကတောက်စေးတွေပေးပြီးတော့ပြန်သွားခဲ့ပါတယ်ခဏလောက်ကြာမှာတော့ခင်မွန်းပြည်သူကိုအောင်နေလည်းရောက်လာပြီးမစိတ်သက်သာရရသွားပါတော့တယ်တပတ်ခန့်ကြာပြီးတဲ့နောက်မှာတော့ဟဲ့နင်တို့အမဲသားနဲလာပြီလားအောင်တဲ့ဟုတ်တယ်လေအမေရဲ့ဖြူကအမေစားကျင်တယ်ဆိုလို့အမေတယောက်စားပဲအမဲသားဝယ်လာပေးရဖြူနဲ့ကျုံနဲ့ကစက်သားပါလာလို့လေဟုတ်သားပဲအမေရဲ့အမဲသား90သားနှစ်ရက်လောက်တော့စားပြော်ပါတယ်အမလေးတော်ငါအမဲသား90သားကိုဘလို့နှစ်ရက်စားလို့ဝမှာတော့ဟဲ့နင်တို့လင်မယားငါနေမကောင်းဆိုပြီးတော့ဂလန်ကစံလာမလုံနဲ့နော်အင်းမအမေရဲ့ တမီးတို့နှစ်ယောက်ကအမေအနာရဲမှဆိုလို့စေတနာနဲ့ပြောမိတာပါ။ကြာပြူကဝယ်လာတဲ့အမဲသားကိုစေးကြောပြီးပြင်ဆင်နေတော့ကျုပ်လည်းကြာပြူဘေးနားမှာဝိုင်းကူနေလိုက်ပါတယ်။ဖြူဒီရက်ပိုင်းအမေရဲ့အပြုတ်မှုတွေကတနစ်တရာထူးဆန်းလာရိတ်မိလား။ဖြူလည်းအဲ့ဒါပဲစဉ်းစားနေတာကိုရဲ့။အမေအရင်တော့ကအမဲသားအလောက်မကြိုက်ပါဘူး။အခုထင်ပြောရရင်တော့အမေဖုတ်ဖုတ်ဝင်နေရများလားမသိဘူး။ ဟဲအကူကတော့ပေါ့ပေါ့ရှာရှာပြောနေပြန်ပြီအမေကနေမကောင်းသေးလို့သူကရင်တွေ့တိုင်းစားကျင်လို့ဖြစ်မှာပါဟဲဟဲဟိုလီမယားနဲ့ရောက်တူ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 နဲ့ဘာတွေပြောနေကြရတော့အဲ့ရတွေကနေလမ်းမေးလိုက်တဲ့ရောက်ခမရဲ့စကားကြောင့်ကျွတ်တူနဲ့ရောက်ပါဇက်ပေါက်ပိတ်လိုက်ရပါတယ်ပြောဖို့မေ့နေလို့အမေသားချက်ခတ်နေလို့ရှင်မဆလာလေးခတ်လိုက်အောင်နော်မွေမွေလေးမှအရသာရှိမှာဟဲ့ဟုတ်ကဲ့ပါမေချက်ပြုတ်ပြီးစည်းွားတာကြောင့်ထမင်းဝိုင်းပြင်ဆင်လိုက်ပါတယ်ဟဲ့ထမင်းဝိုင်းပြင်တာလဲကြာလိုက်လားဟဲ့ပြီးပါပြီအမေရဲ့တယောက်တည်းလာလို့အဆင်ပြေလားကြာပြူကလည်းစိတ်ပူစွာနဲ့လမ်းမေးတော့မလိုပါဘူးဝေးဒီနေ့ ဟိုနဲ့သွားတာပဲဘာခက်တာမလို့တော့ပြောပြောဆိုဆိုနဲ့လူကောင်းပေါ်မှာရှောက်လာပြီးတော့ဝင်ထိုင်လိုက်ပါတယ်ဟဲ့အောင်နေရဲ့ထေဆန်းမောင်ဟင်းကိုမျက်များလေးမသိလို့ရှိရင်နေဟင်းထဲနေတဲ့ပုံစံရေစက်ချနေတဲ့အတိုင်းပဲပြောပြောဆိုဆိုပြင်ဒေါ်စောကြီးကစိတ်မရှိတဲ့ပုံစံနဲ့အမေသားပကံကိုယူပြီးတော့သူ့ထမင်းပကံတွေကိုတွန်ချလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့အာရပါရစားတော့နေပါတော့တယ်ကျုံနဲ့ဖြူနဲ့ကလည်းပါဇက်အဟောင်းသားဖြစ်ပြီးကြည့်နေမိပါတယ် ဟဲ့ဘာကြည့်နေကြတော့စားကြလေညနေကျရင်လည်းအမေသားထွက်ဝယ်ပြင်ဟုတ်ဟုတ်မေကျွတ်တူနှစ်ယောက်ကလည်းဒေါ်စောကြီးကိုမကြည့်ဝွန်းတော့ပဲနဲ့ကြောက်ကြောက်နဲ့ပဲထမင်းစားလိုက်ရပါတယ်ဒီပုံစံတိုင်းဆိုရင်တော့မဖြစ်တော့ဘူးဖြူရဲ့ဒါကသွေးရသားရတော့မဖြစ်နိုင်ဘူးအခုပြောမှဖြူလဲစဉ်းစားနေရအခုပြောသလိုအမေဖုတ်များဝင်နေရလားမသိဘူးဖေဖေအမေတနာပါတယ်ကြာပြူတယောက်ပားပြင်တက်မှာမျက်ရည်တွေပင်စီးစင်းလာခဲ့ပါတယ်စိတ်မကောင်းမဖြစ်ပါနဲ့ကြာပြူရဲ့အရင်ဆုံးအမေခန္ဓာကိုယ်တွေကခိုကပ်နေတဲ့ပုံကိုမြ мян နှင်ထုတ်မှဖြစ်တော့မယ်ကျုပ်လည်းဖြူရဲ့ကောင်းလေးကိုခပ်ဖွားလေးကင်လိုက်နေဖြူနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။ရွာဦးเจ้าဆရာတော်ကိုထိုအเจ้าလျှောက်ထားမိလိုက်တော့ဆရာတော်ကြီးကအိမ်ကိုကြွလာခဲ့ပါတယ်။ဟဲ့ဟဲ့ဘယ်ကဘုံကြီးကိုပင့်လာတာတော့ကွအခုပြန်လွတ်လိုက်စမ်းကွဒေါ်စောကြီးကအဲ့ဒီလိုပြောလိုက်တော့ဆရာတော်ကြီးစိတ်မကောင်းဟန်နဲ့အိမ်ထဲကိုကြွလာပါတယ်။ဟဲ့ဘုံကြီးသူများမိသားစုကိစ္စဘာဝင်ရှုပ်တာလဲပြန်ပြန်ခုပြန်သွားဒေါ်စောကြီးကဒေါ်သာကြီးနဲ့အတင်းမောင်းထုတ်နေပါတယ်အမေနင့်လိုဖုတ်ကများငါ့ကိုအာခံနေသေးရဲ့ဗောဟလာပြောပြောဆိုဆိုနဲ့ဆရာတော်ကပါလာတဲ့ပေးရည်နဲ့ပတ်ချလိုက်ပါတယ်ဖရာတရားတန်ကယရနာသုံးမရဲ့အစွမ်းတကူကြောင့်ဒီခန္ဓာကိုယ်မှာခ ခိုကပ်နေတဲ့ဖုတ်မိတ်စာအမြန်ဆုံးထွက်စေကွယ် အာအာပူရပူရအာပူရအာလူလိမ့်စွာပင်အော်ဟင်ရင်နဲ့တဖြည်းဖြည်းနဲ့ဒေါ်စောဤခန္ဓာကိုယ်ကပုတ်စော်များထောင်းကနေထသွားပြီးတော့ရုပ်ပြက်စင်းပြက်ဖြစ်သွားခဲ့ပါတယ်ဖြူတယောက်ကတော့အဲ့ဒီအဖြစ်ပြက်တွေကိုမြင်ရတော့ဝမ်းနဲ့ကြည်ခွဲစွာငိုကြွေးနေတယ်လို့ကျုပ်ကလည်းရောက်ခမကြီးဖြစ်ကိုကြည်ပြီးတော့စိတ်မကောင်းဖြစ်ရပြန်ပါတယ်ရောက်ခမဆိုတာကျုပ်တို့ကတော့အမေကောင်းတယောက်ပါပဲဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်